င်္ဂလာပါ knowledge one channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့လည်းကားနေရှောက်တွင်းနေတော့မှဒါမတွေးမိနိုင်တော့မှနှီးပညာရအများကြီးရှိပါတယ်အဲ့လိုနှီးပညာအသစ်ဆန်းနေတဲ့မှာလူအုံနောက်နဲ့ချိတ်ဆက်ပြီးတော့အလုပ်လုပ်တဲ့ကွန်ပျူတာတွေလည်းဒါပါကောင်းပါနိုင်တယ်ဗောနော်အဲ့ကျွန်တော်ဒီပြောပြမယ့်အကြောင်းအရာကတော့လူအုံနောက်ထဲကအာရုံကြောစဲအဆစ်တွေကိုသုံးပြီးတော့မှဒီဆောက်နေတဲ့ biological ကွန်ပျူတာတွေအကြောင်းပဲဖြစ်ပါတယ်ရဲစိတ်ဝင်စားကြလိမ့်မယ်လို့လည်းမျှော်လင့်တယ်ဗောနော်အဲ့ကျွန်တော်တို့တော်တော်များများသိပြီးဖြစ်တဲ့ ChatGPT လို AI မျိုးတွေက ဆီလီကွန်အခြေခံပြီးထုတ်လုပ်ထားတဲ့ကွန်ပျူတာတွေကိုအသုံးပြုပြီးလေပတ်နေကြတာပါ။အဲဒါကိုလည်းကျွန်တော်အရင်တော့ပြောဘူးတဲ့ခွန်တဲ့ကွန်ပျူတာရဲ့အကြောင်းဗီဒီယိုတွေကဒါ CPU တွေထုတ်လုပ်ပုံကြောင့်ကြည်ဘူးခဲ့ရင်တော့သိကြမှာပေါ့နော်။အဲတော့ AI တွေကအရင်ရောအစွမ်းထက်ပြီးတော့တွက်ချက်မှုတွေရောအများကြီးမြင်မြင်ဆင်ဆင်လုပ်နိုင်ပြီ။သူတို့အတွက်လိုအပ်တဲ့စွမ်းရည်ဟာအရင်အောင်များပါတယ်။အဲဘလောက်တော့များလဲဆိုတော့သိလို့ရှိရင်တော်တော်လေးအံ့အားသင့်သွားပါလိမ့်မယ်။ခုတော်များများသိကြတဲ့ ChatGPT တခုရဲ့စွမ်းအင်သုံးဆွဲမှုကဟိုဒါအမေရိကန်နိုင်ငံရဲ့အိမ်တော်စုတွေရဲ့သုံးပုံနှစ်ပုံလောက်ကိုရှိနေရပါ။ အဲ Google Search Engine နဲ့နှိုင်းရှင်မယ်ဆိုရင်လည်း ChatGPT က10သားလောက်ကိုစွန့်ရင်ပိုသုံးနေပါတယ်။ဆိုတော့ကမ္ဘာမှာရှိတဲ့ AI တွေအကုန်လုံးသာပေါင်းလိုက်မယ်ဆိုလို့ရှိရင်ဒါဘလောက်တောင်စွန့်ရင်လိုရမလဲဆိုတော့ဒါတွေးကြည့်လို့ရတယ်ပေါ့နော်။လက်ရှိကမ္ဘာပေါ် AI တွေအပေါ်မှာတခြားလုပ်ငန်းတွေကမှီခိုနေရတဲ့ data center ပေါင်း8000ကျော်ရှိပါတယ်။အဲ2030ခုနှစ်မရောက်ခင်မှာ data center တွေကအချက်လက်တွေကိုသုံးသွင်းမှုကအဲ15ရာခိုင်နှုန်းကနေ20ရာခိုင်နှုန်းလောက်ထိပိုတိုးလာမယ်လို့ Boston Consulting Group ကခန့်မှန်းထားပါတယ်။ ဆိုတော့ဒါဒီထက်အများကြီးထက်တိုးလာအောင်မယ်သဘောပေါ့နော်အဲ့တော့ဘယ်ဒီမှာလာပြီးတော့တက်ရောက်မလဲဆိုတော့ဒါစွန့်ရင်လိုအပ်မှုမှာအကြီးကြီးတက်ရောက်လာမှာပါအဲ့တော့ဒါအောင်ကြည့်လို့ရှိရင်စွန့်ရင်တို့ရင်းနှီးမြုပ်နှံမှုတွေကလည်းပိုပြီးလိုအပ်လာမယ်ဆိုတာလည်းဒါသိတာရယ်ပေါ့နော်ဆိုတော့ကုန်ကြသေးတွေကလည်းဒီကြောက်တော့ထက်တိုးလာမှာပါပြီးတော့ဒီလိုလိုအပ်လာမဲ့စွန့်ရင်တို့ကြောင်ပြီးသေးဆုံးဓာတ်ပိဆက်ယုံလိုမျိုးဆက်ယုံတွေကိုဒါတိုးချဲ့တည်ဆောက်မှာမလို့ကာဗွန်ထုတ်လွှတ်မှုကလည်းပိုပြီးတော့များလာနိုင်ပါတယ်အဲဒီအကြောင်းရင်းတွေကြောင့်မလို့ပဲ chip ထုတ်လုပ်တဲ့ကုမ္ပဏီတွေကစွမ်းရည်စားသက်သာတဲ့ micro chip တွေကိုထုတ်လုပ်နိုင်မှုစိတ်ဝင်စားလာကြပါတယ်။ဒါဥမာ Nvidia ရဲ့နောက်ဆုံးထုတ် AI chip ဖြစ်တဲ့ Grace Blackwell ဆိုလို့ရှိရင် AMD CPU တွေနဲ့တွဲဖက်အလုပ်လုပ်နိုင်ပြီးတော့အရင်မျိုးသက်တွေနဲ့စွမ်းရည်25သားလောက်သက်သာနိုင်မယ်လို့ပြောထားပါတယ်။လက်ရှိ data center တော်တော်များများမှာတော့ Intel Xeon နဲ့ AMD ရဲ့ EPYC processor တွေကိုအဓိကထားသုံးနေပြီးတော့မှာ GPU တွေက x86 architecture ကိုသုံးနေတာပါ အမြင်တော်ပြောရရင်တော့ Intel ရဲ့ Core i3, Core i5, Core i7 Core i9 နဲ့အဲ AMD ရဲ့ Ryzen 3 Ryzen 5 Ryzen 7နဲ့ Ryzen 9တို့ CPU မှာသုံးနေတာ architecture မျိုးပေါ့နော်အဲ့တော့ကျွန်တော်နေ့စဉ်အသုံးပြုနေတဲ့ computer တွေတော့မြင်မြန်မှာဒီ architecture ကိုပဲသုံးနေကြရတယ်ပေါ့အဲ့တော့ဒီ CPU ရဲ့ core တစ်ခုချင်းစီအထွက်တဲ့ performance ကအရင်ကကောင်းဝင်မဲ့ power စားအရင်များပါတယ်အိမ်သုံးလုပ်ငန်းသုံး desktop computer တွေအတွက် work ကထောင်ကနန်းလောက်ပဲရှိမယ် data center လို processing power အရင်လိုအပ်တဲ့နေရာမျိုးတွေမှာတော့စွမ်းအင်သုံးစားမှုက mega one နဲ့ချီပြီးတော့လိုအပ်တာပါ ။အဲနောက်ပြီးတော့ laptop တွေမှာဆိုရင်လည်း CPU တွေကိုပါဝါးစားနေပြီး performance ကောင်းဘယ်လိုပဲလုပ်လို့ x86 architecture နဲ့ဆိုလို့ရှိရင်တော်တော်လေးကိုအဆင်မပြေသေးအောင်တွေ့ရပါတယ်မယ်။အဲ gaming laptop တွေမှာဆိုလို့ရှိရင်ဒါ battery ဘယ်လောက်ကြီးကြီးကြာကြာမခံတာဒီအကြောင်းရင်းတွေကြောင့်ပေါ့နော်။အဲအားကြောင့်လို့ smartphone တွေမှာအရင်ကအဆင်ပြေနေတဲ့ AMP architecture ကြောင့်လို့အဲကုမ္ပဏီတွေရဲ့ AMP architecture ကိုပို့ပြီးတော့မှကောင်းမွန်စူးစမ်းလာပြီးတော့မှဒါကုမ္ပဏီတွေအတွက်စွမ်းရင်စားတက်တောင်းအောင်ဒါလောက်လာကြပါတယ် အဲအထူးသဖြင့် Apple က MC processor တွေကို M architecture နဲ့ထုတ်လုပ်လာပြီးတော့မှအဲ laptop တွေရဲ့တမိုင်းမှာတခါမှမရဘူးတဲ့ဒါ battery ကြာကြာခံနိုင်စွမ်းတော့ဒါရလာပါတယ်အဲ MC တွေရဲ့အနေအဆုံး base model ဖြစ်တဲ့ MacBook Air M1 ဆိုရင်တော့မှ12နာရီအထက်ကို AC သုံးလို့ရပါတယ်အဲဒါမှခုဆိုရင်တော့ဒါ Apple လိုပဲဒါ Windows သုံးကွန်ပျူတာတွေအတွက်ကိုခွဲခွန်းရဲ့ Snapdragon X series လေဒါရှိနေပြီပေါ့နော် India ကတော့ M-based CPU တွေအခုထိတော့ဒါထုတ်မလာသေးပါဘူးအဲဒါကတော့လက်တော် mainstream ကွန်ပျူတာတွေရဲ့ဒါအခြေအနေပေါ့ ဘယ်လိုပဲ data center တွေမှာလည်း MP CPU တွေကိုပြောင်းပြီးတော့မှစသုံးလာကြရပြီနော်။ဒါပေမဲ့အထူးသဖြင့် cloud service provider ဖြစ်တဲ့ Amazon ရဲ့ဒီ AWS မှာဆိုလို့ရှိရင် Graviton chip တွေကိုစသုံးနေပြီးတော့ Google မှာဆိုလို့ရှိရင် Axion တို့ကိုဒါသုံးနေပြီဖြစ်တယ်ပေါ့နော်။အဲဒါတွေကဒါ MP CPU တွေပေါ့။အဲ့တော့ Microsoft ကလည်းသူတို့ရဲ့ data center တွေအတွက် MP CPU တွေသုံးနိုင်ဖို့ကြိုးစားနေပါတယ်။အဲဒါကတော့လက်ရှိစွမ်းရည်လိုအပ်မှုအတွက်ဒါစဉ်းစားနေကြတဲ့အခြေအနေလို့ပြောရမှာပါ။အဲဒါမှအနာဂတ်ကတော့ဒီတဲ့အများကြီးစွမ်းရည်စားတက်တာမဲ့နည်းလမ်းတွေကိုစဉ်းစားဖို့ရှိနေပါတယ်။ အဲ့ဒီထဲမှာလက်တော်တော်လူတွေစိတ်ဝင်စားမှုမြင့်တက်နေတာကတော့လူအုံနောက်ကဆဲတွေကိုစက်တင်နဲ့တွဲပြီးမှကွန်ပျူတာတွေဖန်တီးနိုင်ဖို့ပါအဲတခုကြူပြောချင်တာကတော့ဒီနီးပညာကလက်ရှိအချိန်အထိသူတွေနဲ့လုံဆဲဖြစ်နေပြီးတော့မှဈေးကွက်ထဲကိုရောက်ရှိဖို့သွားတာအချိန်တခုတော့ယူအောင်မှာပေါ့နော်အဲဒါမှမဟုတ်ဒီနီးပညာဘက်မှာတော်တော်လေးတိုးတက်မှုရှိလာလို့ဒါကျွန်တော်ကတင်ဆက်ပေးလိုက်တာဖြစ်ပါတယ် အဲ့တော့ဒီလိုဇီဝကွန်ပျူတာတွေကဘလို့အလုပ်လုပ်ပြီးတော့မှဘလို့တိစောက်ထားလဲဆိုတော့ဒါကျွန်တော်လေ့လာကြည့်တာပေါ့တကယ်တော့ဒီနည်းပညာကိုစပြီးစဉ်းစားလာကြတာလူအုံနောက်ရဲ့အယောင်နဲ့ပါတဲ့စွမ်းရင်သုံးဆမှုကြောင့်လို့ပြောလို့ရပါတယ် chat gpt လို့ ai ကလူအုံနောက်နဲ့နှိုင်းရှင်အချက်လက်တွေထုတ်ပြရတယ်တွက်ချက်တိုင်းမှာတာလွန်တယ်လို့ဒါပြောလို့ရမယ်အဲတကယ်တော့အကုန်လုံးခြုံကြည့်မယ်ဆိုရင်တော့ဒါလူအုံနောက်ကိုမှီဖို့ကအများကြီးလိုပါသေးတယ် ai ဆိုတာအချက်လက်ထဲမှာအလုံးလုံးနိုင်တာဆိုမြေလူတွေကတော့အာယုံကစနစ်ကြီးတစ်ခုနဲ့တွဲဖက်ပြီးတော့မှစိတ်ကံသားချက်တွေကိုယ်ကိုသိမြင်နိုင်သွားနေတယ်ဘွားတစ်ချောင်းလုံးလေးလံနိုင်မှုတွေလုပ်နိုင်တာမလို့ ai နဲ့နှိုင်းရှင်လို့မရတဲ့အနေအထားတစ်ခုမှာရှိနေသေးဖြစ်ပါတယ်အဲအဲ့ဒီထဲမှာထူးခြားတာကတော့ အောင်ရော့ဆဲပေါင်း86ဘီလီယံလောက်ရှိတဲ့အုံနောက်ကစွန့်ရင်20ဝက်လောက်နဲ့ပဲအလုံးလုံးနေရပါဆိုတော့ဇီဝဝေယအရာတိဆောက်ထားတဲ့အုံနောက်လိုဇီဝကွန်ပျူတာတစ်လုံးကအရန်ကိုစွန့်ရင်သာတက်တာနေတာကိုသိပ္ပံပညာရှင်တွေကဒါသတိထားမိကြတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးစွန့်ရင်သာတက်တာတဲ့ဇီဝစနစ်တစ်ခုနဲ့တွဲဖက်လိုက်မယ်ဆိုရင်လက်ရှိထက်အများကြီးစွန့်ရင်သာတက်တာတဲ့ကွန်ပျူတာတွေကိုဖန်တီးနိုင်မလားဆိုပြီးတော့မှတွေးလာကြပါတယ်အဲ့တော့ဒီလိုတွေးတာလေဒါယုတ်တိရှိရလို့ပြောလို့ရပါတယ် အဲအနာဂတ်မှာလူအုံနောက်ပုံစံနဲ့ဆက်ဆက်ပြီးတော့မှလူသားတွေဖန်တီးဖို့ကြိုးစားမယ်ချစ်မျိုးစားအသုံးမျိုးရှိရောဗောနော်ပထမတစ်မျိုးကတော့အုံနောက်လိုမျိုးတိဆောက်ထားတဲ့ချစ်ပါအဲ neuromorphic computing နည်းပညာလို့သုံးကြပါတယ်အဲဒါမှမဟုတ်ထွေးတဲ့အုံနောက်ကိုတူပပြီးတော့မှဆက်ပစ္စည်းတခုတိဆောက်ဖို့ဆိုတာဒါအရန်ခက်ခဲပါတယ်အဲနောက်တစ်မျိုးကတော့ brain computer interface ပါအဲဒီနည်းပညာကိုလည်းဒါဖန်တီးနိုင်ဖို့ဒါမျိုးမျိုးကြိုးစားနေကြရယ်ဗောနော်အဲဒီထဲမှာ element slip out နဲ့ပေါ့အဲနောက်တစ်မျိုးကတော့ biological computer ပါ အဲ့ဒါတော့ကျွန်တော်အခုပြောပြမယ်ဒါဒီဘဝပစ္စည်းတွေအသုံးယူပြီးတော့ဒါဒီဆောင်မဲ့ကွန်ပျူတာအမျိုးအစားပေါ့နော်အဲ့တော့သိပ္ပံပညာရှင်တွေကဒီနည်းပညာတွေအတွက်ဆယ်စုနှစ်နေနဲ့ခြေပြီးတော့လေ့လာနေခဲ့ပြီးတော့မှာအဲ organized intelligence လို့ခေါ်တဲ့ဒီဇီဝပစ္စည်းတွေကိုအသုံးပြီးဒီဆောင်မဲ့ကွန်ပျူတာနည်းပညာအချိန်ချိန်မှာ silicon အခြေခံတဲ့ကွန်ပျူတာနည်းပညာတွေကိုကျော်ဖြတ်သွားနိုင်လိမ့်မယ်လို့ညွှန်နေထားကြပါတယ်ဒီနည်းပညာတွေတော့မှာ DNA computers လို့ခေါ်တဲ့ဒီ loop DNA molecule တွေကိုအသုံးချပြီးတော့မှာအချက်လက်သိမ်းဆည်းတာတွက်ချက်ကြရေလောက်တာ နော် neural bio computer လို့ခေါ်တဲ့ဒီအုံနောက်ကဆဲရီဒါမှမဟုတ်ရင်အုံနောက်ကအစိပ်ပိုင်းတွေကိုအသုံးချရတယ် hybrid bio computer လို့ခေါ်တယ်အုံနောက်ကဇီဝပစ္စည်းနဲ့ electronic ပစ္စည်းနှစ်မျိုးဆက်ပြီးကွန်ပျူတာကြီးဖန်တီးတာကြီးပါဝင်ပါတယ်အဲအဲ့ဒီထဲမှာ hybrid bio computer ကိုတော့အခုချိန်မှာစပြီးသိပြနိုင်နေဖြစ်တယ်ပေါ့နော်ဒါကအနာဂတ် biological computer ကြီးအတွက်အရန်ကိုကောင်းမွန်တဲ့လမ်းစာလို့လည်းပြောနိုင်ပါတယ် Australian company တခုဖြစ်တဲ့ Cortical Labs ကနေပြီးတော့မှာဒီလာအတွင်းမှာပဲဒါကမ္ဘာပထမဆုံး Zeekwon Biological Computer ကိုခြပြနိုင်ခဲ့ပါတယ် အဲတခြား biological ကွန်ပျူတာတွေကဒါရှိပြီးသားဖြစ်မယ်ဒီတခါတော့ဒါဈေးွက်ထဲကိုရောက်လာမယ်ဆိုပြီးတော့မှအခိုင်မာတော့ပြောထားတယ်ပေါ့နော်အဲဒီအချက်ကပဲဒါထူးခြားတဲ့ကိစ္စဖြစ်လာတာပါအဲ့တော့ media တော်များများကဒါအကြီးကြီးပြောနေကြရင်ပဲကျွန်တော်ကတော့ဒါသမယိုးကြကြ hybrid bio ကွန်ပျူတာလို့ပဲခေါ်ကြပါတယ်အကြောင်းကတော့လူအုံနောက်ဆဲရင်လည်းဒါ silicon hardware နဲ့ချိတ်ဆက်ပြီးမှတိဆောက်ထားလို့ပါအဲ့တော့25ခုနဲ့မလာ2ရက်နေမှာကမ္ဘာပေါ်မှာအုံဆုံးဈေးွက်ဝင် hybrid bio ကွန်ပျူတာ CL1 system ကိုစပိန်နိုင်ငံဘာစီလိုနာမှာကျင်းပခဲ့တဲ့ mobile world congress မှာပထမအုံဆုံးချပြခဲ့ပါတယ် တကယ်တော့ဒီကွန်ပျူတာကိုဖြစ်လာဖို့တော့ကဒါသူ့နေတာတွေအများကြီးလုပ်ခဲ့ရတယ်ပေါ့နော် Cortical Labs က2022ခုနှစ်လောက်တုန်းကလေလူနဲ့ကြွက်တွေအာရုံကျော်စဲ၈သိန်းလောက်ကိုချစ်ပေါ်မှာထားပြမှာခင်းဆော်နိုင်ဖို့အတွက်လေ့ကျင့်ပြီးခဲ့ဖို့ကြားတယ်အဲတော်တော်လေးလည်းအောင်မြင်ခဲ့တယ်ပေါ့နော်အဲအဲ့ကနေဖြည်းဖြည်းဆက်တိုးတက်လာပြီးတော့မှာအခုအဆင့်ကိုရောက်လာတာပါအဲအခုပြသခဲ့တဲ့ CR1 system မှာတော့တက်ခွဲကန်းထဲမှာဖန်တီးထားတဲ့အာရုံကျော်စဲတွေကို electro 59ကြောင်းပေါ်တင်ပြီးတော့ချိတ်ဆက်ထားပါတယ်အဲပြီးတော့အဲ့ဒီစဲတွေကို သူတို့ဆက်ပြီးရှင်းသင်နိုင်မှုတော့ကိုဖန်တီးထားတဲ့တက်တာတစ်ခုထဲမှာထည့်ထားပါတယ် အဲ့ဒီထဲမှာဆဲရီရှင်သန်မှုတွေလိုရတဲ့ဒဏ်ငွေတွေတို့နောက်အခုချိန်ထိန်းချုပ်တဲ့စနစ်တွေတို့နောက် circulation စနစ်တွေတို့ပါဝင်တယ်ပေါ့နော်အတဏီယာပြင်ပြောရရင်တော့ဒါအုံနောက်တစ်ခုကိုမွေးထားတဲ့ပုံစံမျိုးပါအဲကနေစင်း software နဲ့ချိဆက်ထားပြီးတော့မှလိုရတဲ့တွက်ချက်မှုတွေကိုလုံဆောင်နေတာဖြစ်ပါတယ်အော်ဒါကို synthetic biological intelligence လို့လည်းခေါ်ကြပါတယ်အဲပြောရရင် induced pluripotent stem cell လို့ခေါ်ရဲဒီသွေးတွေရရတဲ့ stem cell မျိုးစားတွေကိုထုတ်ယူပြီးတော့မှအဲ့ဒီ cell တွေကိုအုံနောက်ဖွံ့ဖြိုးမှုပုံစံကိုတူပါထားတဲ့ molecule တွေနဲ့အဲမျိုးဗီဇာတွေကိုအသုံးချပြီးတော့မှ လိုချင်တဲ့အာရုံရောဆဲတွေဖြစ်လာအောင်မွေးထုတ်ထားတာပါ။ဆိုတော့အနာဂတ်မှာဒီလိုအာရုံရောဆဲတွေကိုမွေးထုတ်ပြီးတော့မှဒါကိုလိုချင်တဲ့အုံနောက်ပုံစံမျိုးတွေတိဆောက်လာနိုင်ကြရှိရပေါ့နော်။ကုမ္ပဏီက CA1 unit 30လောက်ပါတဲ့ server တခုတိဆောက်ဖို့လှုပ်ဆောင်နေပြီးတော့မှ2025ခုနှစ်နှစ်ကုန်လောက်မှာ unit 4ခုပါတဲ့ server ကို cloud service နဲ့စပြီး run နိုင်လိမ့်မယ်လို့မျှော်လင့်ထားပါတယ်။ CIA 1 unit တခုကိုဒါဒေါ်လာ3000ကျွဲလောက်ပဲကြာတင်ပြီးတော့မှဒါတခြား develop လုပ်နေတဲ့အလားတူဒီကွန်ပျူတာတွေက3000လောက်ဈေးသက်သာမယ်လို့ပြောပါတယ် ။ပါဝါစားသုံးမှုအနေနဲ့ကလည်းဝက်150လောက်ကနေဝက်1000ကျားလောက်ပဲရှိရမလို့တော်တော်လေးပါဝါစားသက်သာတယ်လို့လည်းပြောပါတယ်။အဲဒါမဲ့ဒီကွန်ပျူတာရဲ့ performance ကဘယ်လောက်ထိကောင်းမလဲဆိုတာနဲ့ data center ရိုးရှင်နိုင်မှုဘယ်လောက်အနေထားဒီရှိမလဲဆိုတာတွေကတော့မသိရသေးပါဘူး။ကျွန်တော်ကတော့ data center နဲ့တကယ်ရှင်းနိုင်တဲ့အနေအထားတွေရောက်ဖို့ဆိုတာဝေးသေးတယ်လို့ယူဆရပါတော့။အတကယ်မှရှင်းနိုင်လို့ဆိုရင်တော့ဒါတေချာဖို့ဒါကြီး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 ပြောလာမှာပါ။အဲနောက်ပြီးတော့ဒီကွန်ပျူတာမှာသုံးထားတဲ့အာရုံကျော်ဆဲတွေကအုံနောက်တိုင်းအပြည့်အဝအလုံးလုံးနိုင်တဲ့အာရုံကျော်ဆဲတွေလည်းမဟုတ်သေးပါဘူး။ အဲကြောင့်တော့အုံနောက်မှာအာယုံကျော့ဆဲအမျိုးသားတွေအများကြီးရှိတာမလို့ဒီအာယုံကျော့ဆဲအမျိုးသားတွေအားလုံးကိုဖန်တီးယူဖို့ဆိုတာဒါအချိန်အများကြီးယူအောင်ပါပါဒါပေမဲ့တခုတော့ရှိပါတယ်အခုလက်ရှိအသုံးချနိုင်တဲ့ဆဲတွေနဲ့တော့မှဒါတော်တော်လေးကောင်းတဲ့တွက်ချက်မှုတွေလှုပ်ဆောင်နိုင်မှာမလို့ unit 120လောက်တိဆောက်ပြီးတော့မှကွန်ရက်တခုတိဆောက်နိုင်မယ်ဆိုလို့ရှိရင်အများကြီးတိုးတက်လာမယ်လို့ဒါကုမ္ပဏီကပြောပါတယ်အခုပြသခဲ့တဲ့ကုမ္ပဏီဒါဈေးပတ်စံရနေပြန်မှာတော်တော်လေးအသုံးဝင်နိုင်ပြီးတော့မှ အနာဂတ်မှာအတက်ယောဂာနဲ့အယ်ဇိုင်းမားယောဂာရှင်တွေအာရုံကျောစိတ်လှုပ်ရှားမှုအခြေအနေတွေကိုကောင်းကောင်း analysis လုပ်နိုင်လိမ့်မယ်လို့ယူဆရပါတယ်။အဲဒီပြင် AI နည်းပညာပိုင်းမှာလည်းဒါအများကြီးထောက်ကူပြုလာနိုင်ကြရှိရပေါ့နော်။အဲအကြောင်းကတော့စွမ်းရုံအများကြီးရှင်းချနိုင်မဲ့အပြင်အဲလူအောင်နောက်ကဆဲတွေကိုအသုံးချထားမှလို့ဒါလူဆန်းဆန်းဒါတွေးနိုင်မဲ့ AI ဖြစ်လာလိမ့်မယ်လို့ဒါမျှော်လင့်ရတယ်ပေါ့နော်။အဲဒါပေမဲ့ဇီဝသက်ရှိပစ္စည်းတွေတွဲဖက်ထားမှလို့တချင်ချင်းမှာဒါအခု AI တွေကိုစိတ်ပူနေသလိုပဲဒါအတိတ်တွေကရှိလာနိုင်သလားဆိုတဲ့စိုးရိမ်မှုတွေတော့ရှိနေပါတယ်။ တော့ဘလိုပဲဖြစ်ဖြစ်နီးပညာရဲ့တဟုန်လို့တိုးတက်နေတဲ့ခေကြီးရဲ့မှာဇီဝကွန်ပျူတာနဲ့ပတ်သက်ပြီးတော့ဘူးတူတာတစ်ခုကိုရသွားအောင်လို့ဒါ TV ကိုတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ကြည့်ခုလောက်ဆိုလို့ရှိရင်ဇီဝကွန်ပျူတာနဲ့ပတ်သက်ပြီးတော့ဒါနည်းနည်းပါးပါးတော့အတည်သွားတော့ပြီလို့မျောနေပါတယ်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတူဝဲတင်ရှိပါတယ်ခင်ဗျာ။